ားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက်မှာအားကောင်းတဲ့ကြာသပတေးကြိုးကုန်ကိုတွေ့ရပါတယ်ဒါကတော့အတိုင်းဝိုင်းကောင်းနေရာဌာနကောင်းမှာရက်တီရှင်တန်ရတတ်ပါတယ်နောက်ပြီးအဲ့ဒီကြာသပတေးကြိုးကုန်မှာပဲအသက်လန်းညံလန်းစုံရအမတ်ကနေတက်လာတဲ့ကံကောင်းစီတဲ့ယရနာအမတ်သားလမ်းကြောင်းလေးပါရှိပါတယ်အားကောင်းတဲ့ကြိုးကုန်နဲ့ယရနာအမတ်သားလမ်းကြောင်းလေးကိုပေါင်းဆက်လိုက်တဲ့အခါမှာတော့နာမည်ဂုံသတင်းတိုးတက်ခြင်းရုပ်တရက်ကံကောင်းခြင်းတွေကိုကြုံတွေ့ရတတ်ပါတယ် နောက်ပြီးအဲ့ဒီကြာသာပတိကျူကုံပေါ်မှာပဲအမတ်တမဲကြည့်ရင်ဆော်လမွန်လို့ထင်ရတဲ့ကန့်လန့်ပြတ်မြင်းတစ်ခုကအဲ့ဒီလမ်းကြောင်းကို ဖြတ်သွားတဲ့အတွက်လုပ်ငန်းခွင်မှာမနာလိုခံရခြင်းရန်တိုက်ခိုက်များကြုံရခြင်းတွေကိုကြော်ဖြတ်ရတတ်ပါတယ်နောက်တစ်ခုကတော့အောင်မြင်ခြင်းယာဒူးရခြင်းနာမည်ကြီးခြင်းဂုဏ်သတင်းကြော်ကြားခြင်းတွေအတွက်အမတ်သားတစ်ခုပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ကတော့ဆရာဝန်တယောက်ရဲ့လက်ဖြစ်ပါတယ်သူ့ရဲ့လက်မှာထူးခြားတည်တတ်တဲ့လက်ရဲ့ဖွဲ့စည်းပုံကိုတွေ့ရပါတယ် လက်ဖွားပြင်ရဲ့အလယ်မှာလည်းအောင်မြင်ခြင်းရာထူးရခြင်းတို့အမတ်သားကောင်ဖြစ်တဲ့တွီးကန်ကြီးကိုတွေ့ရပါတယ်တွီးကန်ကထင်ရှားလာပလေမိမိရဲ့အလုပ်မိမိရဲ့ရည်တည်ချက်မှာအောင်မြင်ကြော်ကြားလေးပဲဖြစ်ပါတယ်နှလုံးလန်းနဲ့ညံလန်းကြားကတွီးကန်တွေထဲမှာကလက်ကလေးအောင်စနေဂျိုကုန်တက်တက်မှာပါတဲ့တွီးကန်ကအကောင်ဆုံးဖြစ်ပါတယ်တေသက်လာပတဲ့လက်ပုံစံနဲ့ထင်ရှားတဲ့တွီးကန်ကြောင့်လည်းအောင်မြင်ထင်ရှားနေခြင်းပဲဖြစ်ပါတယ် နောက်ဆုံးတစ်ခုကတော့နှလုံးလမ်းကြောင်းကနေအခက်အလက်လိုမျိုးလမ်းခွဲတစ်ခုကခွဲထွက်ပြီးတော့ဦးကောင်းလမ်းကြောင်းကိုလာထိနေခြင်းပဲဖြစ်ပါတယ်။အကယ်၍အဲ့ဒီလိုလမ်းခွဲတစ်ခုကဦးကောင်းလမ်းကြောင်းကိုသွားထိနေမယ်ဆိုရင်အဲ့ဒီလက္ခဏာပိုင်ရှင်ကခြေဦးသူနဲ့လွှဲရခြင်းအချစ်ရေးမှာငငယ်ရရွယ်နဲ့အုံနောက်ရှုပ်ရခြင်းတွေကိုကြုံတွေ့ရတတ်ပါတယ်။မချစ်တဲ့သူကိုသွားပြီးပတ်သက်မိလို့လည်းစိတ်ဆင်းရဲရတတ်ပါတယ်။အကယ်၍အဲ့ဒီလမ်းကြောင်းကအသက်လမ်းကြောင်းအတိပါငိုက်ဆင်းပြီးတော့ ွားပုံစံနဲ့အဆုံးတတ်နိုင်မယ်ဆိုရင်တော့အိမ်တော်ဖက်ရဲ့တစ္ဆာဖောက်ခြင်းကိုခံရတတ်ပြီးအိမ်တော်ရေးပြိုကွဲပြက်စီတတ်ပါတယ်။နောက်ထပ်မြောက်ဝေပေးခြင်းရဲ့လက္ခဏာဘူတ္တလီကတော့ညံလန်းချောင်းပေါ်မှာရှိတဲ့အံပုံမှသာဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရဲ့အနီရောင်များနှာချောင်းပြထားတဲ့နေရာကိုကြည့်လိုက်ပါ။ညံလန်းချောင်းပေါ်မှာအံပုံအမှသာအထင်ရှားပါရှိနေပါတယ်။ဒီလိုလူတွေဟာဘယ်ရက်ဘယ်ဒေသကိုရောက်ရောက်ကိုရောက်တဲ့နေရာဒေသမှာအလုပ်ခုကိုဦးစီးခေါင်းဆောင်ဆရာတစုနေရာမှာလောက်ကန်ရတတ်ပါတယ်။ နောက်ပြီးအဝါရောင်များပြထားတဲ့နေရာလက်သကျွအောက်မှာရှိတဲ့တင်းငွေတွေထီယိုနဲ့လက်တန်းအောက်မှာရှိတဲ့ဘုတ်ထူထီယိုကတော့အယောင်ဝယ်လုံမဲ့ဆိုရင်အောင်မြင်မှုရတတ်ပြီးနာမည်ကောင်းတစ်လုံးနဲ့လူသိများတဲ့သူဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့နှလုံးလန်းချောင်းနစ်လုံးနေခြင်းပဲဖြစ်ပါတယ်နှလုံးလန်းချောင်းနစ်ပြီးတော့ထင်ရှားအားကောင်းလုံးတဲ့သူများဟာလူတယောက်ကိုချစ်မိရင်စိတ်ရောကိုယ်ရောနစ်ပြီးချစ်တတ်ပါတယ်မိမိရဲ့ချစ်သူအပေါ်မှာလည်းကိုယ့်ဘက်ကစပြီးတစ္ဆာဖောက်ယူမရှိတတ်ပါဘူးအချစ်ရည်မြတ်တာကြီးနဲ့ပတ်သက်ရင်ကိုယ်ကယင်ဘက်နဲ့ယင်ပြီးတော့ချစ်ပြီး အစစ်မှန်ကိုပေးသလောက်ကိုပြန်ရလိုက်တာကတော့ဟန်ဆောင်အချစ်တွေသာရတတ်ပါတယ်အဲ့တော့ကြပြီးရင်လည်းမိသားစုအရေးအဲ့တော့ရေးနဲ့ပတ်သက်ပြီးစိတ်တော်ကရောက်စရာတွေကြုံတွေ့ရတတ်ပါတယ်နောက်တစ်ခုကတော့အဲ့တော့ရေးပျက်စီးတဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လောက်အပြင်ကိုကြည့်လိုက်ပါနံပါတ်1ကံလန်းချောင်းကဥကောင်းလန်းချောင်းမှာထိပြီးတော့ရက်ထားပါတယ်ဒါကတွေးခေါ်မှာစိတ်ကူးမှာရွေးချယ်မှုမားစေပါတယ်နံပါတ်2တနင်္ဂနွေယူခုအောက်မှာနှလုံးလန်းချောင်းဟာပြက်နေပြီးတော့တစားကအောက်ကိုစိုက်နေပါတယ်နံပါတ်3 လုံးလန်းကြောင်းကဗုဒ္ဓဂျူခုံအောက်မှာကျွန်းတန်းရှိခြင်းအမြင်ကြခြင်းတို့ဖြစ်နေပါတယ်။ဒီအချက်တွေကြောင့်ပဲအိမ်တော်ရေးမှာအသက်35နှစ်မတိုင်ခင်တစ္ဆာမာနစီးပွားရေးကြောင့်ပျက်စီးစေရပြီးအရှက်ရဒိခကြစင်းတာတွေဖြစ်စေပါတယ်။လက်ရှိမှာလည်းလက္ခဏာရှင်ကအိမ်တော်ကိုရဲနေပါတယ်။ဒါပေမဲ့သူ့ရဲ့ကံလန်းကြောင်းကနှလုံးလန်းအပေါ်ကနေစပြီးခက်ရင်ကပုံသဏ္ဍာန်နဲ့အဆုံးတတ်ထားပါတယ်။အဲ့ဒီအမှတ်သားကတော့ကံအခွင့်အလမ်းတွေပေါ်ပေါက်လာပြီးအသက်ကြီးပိုင်းမှာ ချမ်းသာပြည့်စုံခြင်းကိုရရှိစေမှာဖြစ်ပါတယ်။ဂျာတာပတိဂျူကုံဟာလက္ခဏာတစ်ခုလုံးရဲ့အရေးပါအရာရောက်ဆုံးနေရာဖြစ်ပါတယ်။ဂျာတာပတိဂျူကုံနှိမ့်ချနိုင်မယ်ဆိုရင်ဘဝမှာထင်သလောက်မပေါရောက်မတိုးတက်တတ်ပါဘူးစုပ်ယုပ်တတ်ပါတယ်။အခုပုံမှာပြထားတဲ့လက္ခဏာပိုင်ရှင်ရဲ့ဂျာတာပတိဂျူကုံမှာတည်ရှိနေတဲ့မဟောလက်စွလို့ခေါ်တဲ့ဆော်လမွန်လက်စွဟာဘေယောညာယောမှာတည်တတ်စွာတည်ရှိနေတဲ့အတွက်ကြောင့် အတိတ်ကံရောလက်ရှိကံမှာပါအကျိုးပေးကောင်းပါတယ်အကျိုးကျေးဇူးတွေကတော့ဒူးခြားတဲ့အသိဉာဏ်တစ်မျိုးဂိမ်းအောင်နေတတ်ပါတယ်တခုခုဆိုရင် အိမ်မက်တဲကအတိုင်းမန်နေတတ်ပါတယ်ပြည့်ပြတ်မဲ့ဂိမ်းစားရက်တွေကိုလည်းကြိုတင်ထင်မှတ်ထားတဲ့အတိုင်းတွေးကြုံရတတ်ပါတယ်ရုပ်ရည်ပြည့်ပြတ်တဲ့အိမ်တော်ဘက်ကိုလည်းရရှိတတ်ပါတယ်စိတ်ထဲကထင်တဲ့အတိုင်းသစ္စာရှိရှိပြောဆိုမယ်ဆိုရင်မန်ကန်နေတတ်ပါတယ် လိုဝက်နဲ့နဲ့ခက်ခဲတဲ့ပညာရက်တွေကိုသင်ကြားမယ်ဆိုရင်ပေါင်းမြောက်လွယ်ပါတယ်။အနေထိုင်လောက်ကင်တွေကလည်းသူတို့ဘာထက်ထူးခြားတည်ကြည်တတ်ပါတယ်။မကောင်းတဲ့ကိစ္စတွေ၊ယုံညံ့တဲ့ကိစ္စတွေကျူးလွန်မိပြီဆိုရင်အကျိုးအာဏိသင်ပြတ်တတ်ပါတယ်။ဆရာသမားတွေ၊ပညာရှင်တွေ၊ပါရမီရှင်တွေခေါင်းဆောင်ပိုင်းတွေမှာပဲပါရှိတတ်ပါတယ်။နောက်တစ်ခုကတော့အိမ်တော်ဖက်ရုတ်တရက်အသေးဆုံးတတ်တဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာမှာ အိမ်တော်ကြီးလမ်းဟာအပြားငိုက်ပြီးအသက်လမ်းညံလမ်းကိုဖြတ်လာတဲ့ဥပတ်လမ်းနဲ့သွားထိဆက်ပြီးစုံမတ်ဖြစ်သွားပါတယ်။ဒီလိုလက္ခဏာမျိုးပါလာခဲ့မယ်ဆိုရင်လက္ခဏာရှင်ရဲ့အိမ်တော်ဖက်ဟာရုတ်တရက်တည်ဆုံးရတတ်ပါတယ်။လက်ရှိမှာလည်းဒီလက္ခဏာရှင်ဟာအိမ်တော်ဖက်ဆုံးရှုံးထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့သနာပူတဲ့အတွက်ကြောင့်အချစ်ရေးဆုံးရှုံးရတဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှာပြထားသလိုမျိုးမိမိတို့ရဲ့လက်ဝါးပြင်မှာအောင်မြေးလမ်းကြောင်းဟာနှလုံးလမ်းကြောင်းမှာအဆုံးသတ်နေမယ်ဆိုရင်သူဟာ ချစ်သူကိုယုံကြည်လုံးမယ်ကိုးစားလုံးမယ်မိမိရဲ့ချစ်သူကို တကူလုံးပုံအပ်လိုစိတ်ရှိပါတယ်မိမိရဲ့ချစ်သူကလည်းအနုအယွပုံမယ်မူယာမာယာများမယ်မိမိကိုတနာလုံးအောင်ပြောမယ်မိမိထက်အဆင့်တန်းနှိပ်ပါတဲ့အိမ်တော်ဖက်နဲ့ရရှိတတ်ပါတယ်မိမိဟာအချစ်ရေးမှာအခွင့်ရေးပေးလုံးတက်တနာလုံးတက်တဲ့အတွက်ကြောင့်နာမည်ပြတ်ရမယ်ဓာတ်ခုတ်ရလက်ရှူဝင်ချင်းခံရမယ်မိမိဟာအဆက်တကွဲအကျိုးနည်းတွေပြည့်ရတတ်ပါတယ် ပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ရပြီးအခြေရေးကိုဆုံးရှုံးရတတ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ပုံစံတင့်တဲ့ပုံစံနှစ်တွေကတော့ဆိုင်လုပ်ငန်းလုပ်ကင်နေကြတဲ့အမျိုးသမီးတွေဖြစ်ပါတယ်သူတို့နှစ်ဦးမှာနံပါတ်၁ဘယ်သူကစိုက်ပျိုးရေးဝါသနာပါပြီးတစ်ပင်ပန်းပင်မျိုးပင်ပေါက်တွေရောင်းတဲ့ဆိုင်ဖွင့်တဲ့သူနဲ့အလားကုန်ပစ္စည်းရောင်းရင်းအလားပြင်ဆိုင်မှာတွဲဖွင့်ထားတဲ့အလားပဝါသနာပါတဲ့သူကဘယ်သူဖြစ်မလဲ။ ။ဘာကြောင့်လဲ။နံပါတ်2ကတော့အချစ်ရေးကိစ္စတွေမှာဘယ်သူကတွေးဤတယ်လဲ။ဘယ်သူကနှွေးထွေးမလဲ။ဘာကြောင့်လဲ။နံပါတ်3ကတော့မိဘမောင်နှမဆွေမျိုးတွေနဲ့ဘယ်သူကပူပြီးတန်ရုံးစဉ်ကြီးမလဲ။ဘာကြောင့်လဲ။ဒီမိကုံးလေးကိုပြေဆိုဖို့အတွက်သူတို့နှစ်ဦးစလုံးရဲ့လက်ဝါးပြင်နဲ့လက်ချောင်းတွေကိုသေချာကြည့်ပါ။ပုံစံ1လက်ဝါးပြင်ပိုင်ရှင်ကအလားပြင်ဆိုင်ဖွင့်ထားသူဖြစ်ပြီးပုံစံ2လက်ဝါးပြင်ပိုင်ရှင်ကတော့ မျိုးပင်ပေါက်ရောင်းသူဖြစ်ပါတယ်။နံပါတ်၁မေခွန်အရပုံစံ၁လက်ဝါပင်ကလက်ဘွားနဲ့လက်ချောင်းတွေရှည်တွယ်ပြီးလက်ထိတ်ချုံပါတယ်။လက်ချောင်းတွေကလည်းပြေဖောင်းပါတယ်။ဒါကြောင့်ပုံစံ၁ကအနုပညာလက်ဖြစ်ပါတယ်။အလပင်ဆိုင်လုပ်ငန်းနဲ့အထူးသင့်လျော်သူဖြစ်ပါတယ်။ပုံစံ၁လက်ဝါပင်က၄တောက်ကျပါတယ်။လက်ထိတ်ဝိုင်းရဲ့လက်ချောင်းပိန်တယ်။လက်တွေ့သမားဖြစ်ပါတယ်။ဒါကြောင့်သူကစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အထူးသင့်လျော်ပါတယ်။ နံပါတ်1မေကွန်းအရာပုံစံ1လက်ဝါးပြင်ပိုင်ရှင်ကနှလုံးလမ်းကြောင်းကွေးပြီးအမြင်အတက်တွေများလုံးပါတယ်။ဒါကြောင့်သူကအချစ်ရေးမှຫນွေထွေးမယ်။ပုံစံ1လက်ဝါးပြင်ကတော့နှလုံးလမ်းကြောင်းဖြောက်ပြီးအမြင်အတက်တွေအလွန်နည်းပါတယ်။ဒါကြောင့်သူကအချစ်ရေးကိစ္စတွေမှာသွေးအေးပါတယ်။နံပါတ်3မေကွန်းအရာမိဘအမောင်နှမဆွေမျိုးတွေနဲ့ပတ်သက်ပြီးပုံစံ1လက္ခဏာရှင်ကပိုပြီးတန်ရုံးစဉ်ကြီးပါမယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ညာလမ်းကြောင်းဟာ အသက်လမ်းကြောင်းနဲ့နီးကပ်စွာကွေညွတ်နေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိဘမော်ဒမားတွေနဲ့မခွဲမခွာနီးကပ်စွာနေထိုင်လှုပ်ကြွေးစောက်ရှောက်တတ်သူဖြစ်မယ်။ပုံစံနှစ်ကတော့ဥကောင်းလမ်းကြောင်းကအနေငယ်ပြောက်ပြီးအသက်လမ်းကြောင်းနဲ့ဝေးပါတယ်။ဒါကြောင့်ပုံစံတစ်ထက်ဆိုင်တော့မိဘမော်ဒမားတွေနဲ့တန်ရုံးစဉ်နဲသူဖြစ်ပါမယ်။ဒီနိုင်ရှင်ချက်နှစ်ခုကိုကြည့်ပြီးမိမိတို့ရဲ့လက်ဝါးပြင်အဆိုးအကောင်းကိုတုံ့တက်ကြည့်နိုင်ပါလေ။ဒီကနေ့လက္ခဏာဘူတုတ္တရတွေကတော့ဒီလောက်ပါပဲ။ alung și în lancea mine, da, o zică mea,